သတင်းပရိသတ်များအားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်တို့သတင်းချန်နယ်မှာဒီကနေ့ဂျွန်လ16ရက်နေ့နောက်ဆုံးရသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်သတင်းတင်ဆက်မှုမစတင်မီကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့နဲ့သတင်းတင်ဆက်မှုလေးကိုအဆုံးထိကြည့်ရှုနားဆင်ပေးဖို့မြတ်တာရက်ခန့်အပ်ပါတယ်ခင်ဗျာပထမဦးဆုံးအနေနဲ့တင်ဆက်ပေးခြင်းတဲ့သတင်းကတော့ပလက်ဝါဟာချင်းပြည်နယ်ဖြစ်ကြောင်းတနိုင်ကန်လုံးအသိဟုချင်းညီအောင်ပြောအေအေဟာအိနီချင်းကောင်းတဲ့ပိုးတဲ့ရဲဘော်ရဲဘက်ဖြစ်တဲ့အတွက်ဆွေးနွေးညှိနှိုင်းအဖြစ်ရှာမယ်လို့အသိပေးခဲ့ကြောင်းတင်ဆက်ပေးပါမယ် အရကတတ်တော် ULAA သိမ့်ပိုက်ထင်းချုပ်ထားတဲ့ပလက်ဝမြို့နယ်ဟာချင်းပြည်နယ်အတွင်းမှာရှိတဲ့မြို့နယ်တစ်ခုဖြစ်ကြောင်းတနိုင်ငံလုံးအသိဖြစ်ပြီးချင်းညီနောင်အဖွဲ့ဝင်အားလုံးရဲ့သဘောထားယက်တီချက်မှာလဲပလက်ဝဟာချင်းပြည်ဖြစ်တည်ကိုတညီတညွတ်တဲ့ယုံကြည်လက်ခံတယ်လို့ချင်းညီနောင်ပြောရေးဆိုခွင့်ရှိသူစလန်ယောမန်ကပြောကြပါတယ်ဇွန်လ18ရက်နေ့ကပြုတ်လုခဲ့တဲ့ချင်းညီနောင်ရဲ့တရင်စာရှင်းလင်းပွဲမှာအေအေသိမ့်ပိုက်ထင်းချုပ်ထားတဲ့ပလက်ဝဒေတာကိုရခိုင်ပြည်ထဲမှာခရိုင်တစ်ခုအနေနဲ့အရကပြည်သူတော်လှန်ရေးအစိုးရဘက်ကထည့်သွင်းဖွဲ့စည်းခဲ့တဲ့ဆိုတဲ့သတင်းများအပေါ် ချင်းညီနောင်ရဲ့သဘောထားကိုမင်းမြန်ရမစလိုက်ယောမန်ကဖြေကြားခဲ့ခြင်းဖြစ်ပါတယ်။ချင်းညီနောင်ဟာအေအေရဲ့မဟာမိတ်ဖြစ်ပြီးအေအေရဲ့အကူအညီနဲ့စည်ရေးတိုက်ပွဲများစည်ရေးတည်ဆောက်မှုများလုပ်နေတဲ့ချင်းတော်လိုင်းအင်အားစုဖြစ်ပါတယ်။အရင်ဆုံးနဲ့အရှင်းလင်းဆုံးပြောချင်တာကတော့ချင်းညီနောင်အကုံလုံးကပလောက်ဝသည်ချင်းပြည်ဆိုတာကိုအကုံလုံးကတညီတညွတ်ထဲယုံကြည်ကြတယ်လက်ခံကြတယ်ဆိုတာမျိုးပေါ့ဒါကညီနောင်ထဲမှာမဟုတ်ဘူးတနိုင်ငံလုံးပေါ့နော်အကုံလုံးလည်းသိပါတယ်ဒီလိုမျိုးရက်တီလာတာဒီလိုမျိုးဖြစ်လာတာဘာလို့စလိုင်းယော့မန်ကပြောပါတယ် ULAAA ကအိနီချင်းကောင်းဖြစ်ပြီးအိနီချင်းကောင်းထက်ပိုတဲ့ရဲဘော်ရဲဘက်ဖြစ်တယ်လို့လည်း၎င်းကဆက်ပြောပါတယ်တော်လန်ရေးကာလမှာအချို့အရာများကအချင်းချင်းနိုင်ငံရေးအမျက်ထုတ်လို့တဲ့သဘောမျိုးလူမျိုးရေးမုံတိမှုပွားများစေရန်စွတဲ့အပိုင်များကိုတတိထားရမယ်လို့စလန်ယောမန်ကလက်တလုံးပလက်ဝကိုရခိုင်ပြည်ရဲ့ခရိုင်အဖြစ်ဖွဲ့စည်းမှုတတိများအပေါ်မှတ်ချက်ပြုပြောကြပါတယ်ပလက်ဝဟာရခိုင်ပြည်ရဲ့ခရိုင်အဖြစ် ULAA ဘက်ကတရားဝင်ထုတ်ပြန်ချပြခြင်းမဟုတ်ကြောင်း၎င်းကဆိုပါတယ် ULAA ခေါင်းဆောင်ပိုချုပ်ထွန်းမြတ်နိုင်ငံအစပလက်ဝဟာချင်းပြည်ဖြစ်တဲ့ဆိုတာကိုမီဒီယာမှာဖြေဆိုခဲ့ဖို့တယ်လို့ slang ရောမန်ကဆက်ပြောပါတယ်။လက်ရှိအခြေအနေဟာစစ်ကောင်စီပြုတ်ကျရေးကိုအလေးထားရမယ့်အခြေအနေဖြစ်ကြောင်း၎င်းကဆိုပါတယ်။စစ်ကောင်စီတာပြုတ်မကျသွားဘူးဆိုရင်အလကားပဲမြည်သည့်ထင်းချုံနေမည်မဆိုအလဟတ်သက်ဖြစ်သွားမှာပဲလို့ slang ရောမန်ကပြောကြပါတယ်။ စစ်ကောင်စီကအသက်ပြန်ဆက်ရန်ကြိုးပမ်းနေကြောင်းဥပမာနောင်ချိုဘက်ကိုထိုးစစ်ဆင်နေကြောင်းလာရှိုးကိုလည်းပြန်လည်ထိန်းချုပ်ရသွားတဲ့ပုံစံဖြစ်သွားကြောင်းမိုးပြဲမှာလည်းထိုးစစ်ဆင်နေကြောင်း၎င်းကပြောပါတယ်တော်လည်းကာလာမှာစစ်ကောင်စီကင်းစင်အောင်လှုပ်ထားပြီးနေရာများကိုအုပ်ချုပ်ရေးလေပတ်တဲ့သဘောဟုစလန်ယောမန်ကပလောဝအရင်နဲ့ပတ်သက်ပြီးပြောပါတယ်အဲ့ဒါကိုကျွန်တော်တို့ကအမျိုးသားရေးခေါင်းစဉ်တက်ပြီးမှအချင်းချင်းရန်ရှာလို့မရဘူးအချင်းချင်းပြည်ထနာကိုမီးထွန်းရှာလို့မရဘူးလို့စလန်ယောမန်ကပြောကြပါတယ် ULAAA ဟာလည်းအရခဒေတာထဲမှာတမဟုတ်ပဲရခိုင်ပြည်နယ်အပြင်မှာရှိတဲ့ရခိုင်လူမျိုးများအတွက်စဉ်းစားရကြောင်းချင်းပြည်နယ်ဟာလည်းချင်းပြည်နယ်ပြင်ပမှာရှိတဲ့ချင်းများအတွက်စဉ်းစားရမှာအလုံးဆက်ဆက်နေကြောင်းထို့ကြောင့်အချင်းချင်းအပြန်အလှန်အကျိုးပြုအချင်းချင်းအိမ်နီးချင်းကောင်းအဖြစ်ရှိရန်အချင်းချင်းစပွဲဝိုင်းမှာအဖြစ်ရှာရန်လိုအပ်ကြောင်း slide ရောင်းမှန်ကပြောပါတယ်ငင်းကျန်းစွာအပြန်အလှန်ကြိုးပြုစွာနေထိုင်တော်ရန်ဆိုဒီမှာချင်းညီနောင်ရဲ့ရည်တည်ချက်ဖြစ်တယ်လို့လည်းဆက်ပြောပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီးဇပွဲဝိုင်းပေါ်မှာပဲအဖြစ်ရှာမယ်အပြန်အလှန်ဆွေးနွေးညှိနှိုင်းပြီးမှသွားမယ်လို့စလန်ယောမန်ကပလက်ဝအရေးနဲ့ပတ်သက်ပြီးချင်းညီနောင်သဘောထားကိုပြောကြားခဲ့ပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးချင်တာကတော့စစ်ကောင်စီကအာဏာသိမ်းထားတဲ့ကာလတလျှောက်အမျိုးသမီးများနဲ့မိန်းကလေးငယ်များကိုအတ္တမပြုကျင့်ခြင်းကိုစစ်လက်နက်တစ်ခုတပွဲအသုံးချပြီးလိမ်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများကျူးလွန်နေကြောင်းတင်ဆက်ပေးပါမယ် အကြံဖတ်စစ်ကောင်စီကအာနာသိမ်းထားတဲ့ကာလတလျှောက်အမျိုးသမီးများနဲ့မိန်းကလေးငယ်များအားအတ္တမပြုကျင့်ခြင်းကိုစစ်လက်နက်တစ်ခုတပွဲအုံချပြီးလိမ်ပိုင်းဆိုင်ရာအကြံဖတ်မှုများကျူးလွန်နေကြောင်းကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်တန်အမတ်ကြီးဦးကျော်မိုးထွန်းကပြောဆိုလိုက်ပါတယ် အဆိုပါပြောကြကြဟာဇွန်လ18ရက်နေ့မှ19ရက်နေ့အထိနယူးယောက်မြို့ကုလသမဂ္ဂဌာနချုပ်မှပြုလုပ်တဲ့ UN Women Executive Board ရဲ့2025ခုနှစ်နှစ်ပတ်လည်ဆိုင်ရာအစည်းအဝေးမှာကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်တန်အမတ်ကြီးဦးကျော်မိုးထွန်းတက်ရောက်မင်ကွန်ပြောကြားစဉ်ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်။စစ်အုပ်စုအနေနဲ့အထက်မှပြုကျင့်ခြင်းကိုစစ်လက်နက်တစ်ခုတစ်ဖွဲ့အသုံးချလျက်ရှိသည်မှာအလုံးအသိဖြစ်ကား ထို့အပြင်အတ္တမအာနာသိမ့်ယူထားတဲ့ကာလတလျှောက်လုံးမှာလည်းအမျိုးသမီးများနဲ့မိန်းကလေးငယ်များအပေါ်မှာလိမ်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများကျူးလွန်လျက်ရှိကြောင်းအငယ်ဆုံးအရွယ်အသက်၄နှစ်သမီးနဲ့အရွယ်အကြီးဆုံး84နှစ်အမေအိုတို့အပါအဝင်အမျိုးသမီးနဲ့မိန်းကလေးငယ်အများအပြားစစ်တပ်ရဲ့အတ္တမပြုကျင့်မှုတားကောင်များဖြစ်ခဲ့ရတယ်လို့ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်တပ်အမတ်ကြီးဦးကျော်မိုးထွန်းကပြောဆိုခဲ့ပါတယ်။ မြန်မာနိုင်ငံမှာမတရားစစ်အာဏာသိမ်းမှုနဲ့စစ်တပ်မှကျူးလွန်လျက်ရှိတဲ့ရက်ဆက်ကြန့်ကျက်မှုများကြောင့်အမျိုးသမီးများနဲ့မိန်းကလေးငယ်များရင်ဆိုင်နေရတဲ့ဒုက္ခဆင်းရဲမှမြင်မာလွန်ပါကြောင်းအာဏာသိမ်းမှုမတိုင်မီကတည်းကလည်းစစ်အာဏာရှင်အုပ်စုအနေနဲ့အတိုက်အဝန်းများကြားမှာဖော်ဝါဒကြီးစွတ်မှုစံနှုန်းများကိုကျင့်သုံးသွတ်သွင်းကာအမျိုးသမီးများနဲ့မိန်းကလေးငယ်များရဲ့အခြေခံကျတဲ့လူအခွင့်အရေးများကိုချိုးဖောက်ခဲ့ကြောင်းဦးကျော်မိုးထွန်းကဆက်လက်ပြောဆိုပါတယ်။ အကြံဖတ်စစ်တကအယက်သားပြည်သူများအပေါ်ကိုစစ်မှတ်ပြုခြင်းနဲ့ပြစ်မှတ်ထားတိုက်ခိုက်ခြင်းများကိုစာတူးကျူးလွန်လျက်ရှိသည်နှင့်အမျှမြမအမျိုးသမီးများနဲ့မိန်းကလေးငယ်များက၎င်းတို့ရဲ့စစ်မှတ်ဒဏ်ကိုအကြီးမားဆုံးခါးစည်းခံနေရကြောင်းမြမနိုင်ငံမှာလူသားချင်းစာနာထောက်ထားမှုအကူအညီလိုအပ်နေတဲ့ပြည်သူတန်း၃၀အနက်၁၀တသမ၄တန်းခန့်မှာအမျိုးသမီးများနဲ့မိန်းကလေးငယ်များဖြစ်ကြောင်း တဖက်မှာလည်းရံမုံငွေမလုံလောက်မှုကအလွန်အရေးကြီးတဲ့ထပ်တိုးပြဿနာတစ်ရပ်ဖြစ်ပြီးဖြစ်ပေါ်စေလူသားစာနာအကျက်အတဲကိုစိန်ခေါ်မှုတိုးပွားစေကြောင်းအခြေခံကြတဲ့ကျမ်းမာရေးနဲ့စောင့်ရှောက်ရေးဝန်ဆောင်မှုများပို့ဆောင်ရေးနဲ့အခြားသောလူသားစာနာထောက်ပံ့မှုများပို့ဆောင်ရေးတို့မှာလည်းတိတိတတ်တပိတ်ဆို့ဟန်တာခံရကြောင်းသိရှိရပါတယ်လူသားချင်းစာနာထောက်ထားမှုအကူအညီများထိရောက်စွာရောက်ရှိရန်နိုင်ငံတကာမှရှိတဲ့မိမိရဲ့မိဖက်များအနေနဲ့မိမိတို့နဲ့ဆက်လက်အနီးကပ်ပူးပေါင်းဆောင်ရွက်ရန်တောင်းဆိုပါကြောင်း မြို့သမီးများနဲ့မိန်းကလေးငယ်များအထွတ်တရားမျှတမှုငြိမ်းချမ်းရေးလုံခြုံတဲ့အတိုက်အဝန်းနဲ့တောက်ပတဲ့အနာဂတ်များစောင့်ကြည့်ပေးရန်ပြည်ထောင်ရေးဇင်းမြအားထိရောက်စွာဖြည့်ရှင်းပေးရမှာဖြစ်ကြောင်းစစ်အာဏာရှင်စနစ်နဲ့မတရားစစ်အာဏာသိမ်းမှုတို့ခြုံငင်ရေး၎င်းတို့အကျိုးခံစားနေရတဲ့ပြစ်ဒဏ်ကင်းလွန်ခွင့်ကိုရပ်တန့်ရေးတို့ကမိမိတို့လှုပ်ဆောင်ရမယ်တခုတည်းသောနိလန့်ဖြစ်ကြောင်းသိရှိရပါတယ်။ ထို့ကြောင့်မြန်မာနိုင်ငံမှာရှိတဲ့အမျိုးသမီးများနဲ့မိန်းကလေးငယ်များအထွတ်ငြိမ်းချမ်းရေးလုံခြုံရေးနဲ့တန်းတူညီမျှရေးတို့ကိုအာမခံချက်ပေးနိုင်ရန်နိုင်ငံတကာအတိုက်အဝန်းအနေနဲ့ဟန်ချက်ညီမှုရှိတဲ့တိကျပြတ်သားခိုင်မာသောဆုံးဖြတ်ချက်များနဲ့လှုပ်ဆောင်ပေးရန်တိုက်တွန်းပါကြောင်းကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်တန်းအမတ်ကြီးဦးကျော်မိုးထွန်းကမိကွန်းအဆုံးသတ်မှာပြောကြားခဲ့ပါတယ်ခင်ဗျာနောက်ဆုံးတင်ဆက်ပေးချင်တာကတော့လူတုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ဆုတောင်းမူလရည်မှန်းထားတဲ့၈၀၀၀ကျော်ရရှိပြီဖြစ်ပေမဲ့ဆက်လက်ပေးပို့နိုင်ကြောင်းတင်ဆက်ပေးပါမယ် နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်လူထုကောင်းဆောင်ဒေါ်ဆန်းစုကြည်ရဲ့အသက်80ပြည့်မွေးနေ့မတိုင်မီတရက်အလိုမှာပဲမွေးနေ့ဆုတောင်းအတွက်မူလရည်မှန်းထားတဲ့ဗီဒီယို8000ကျော်ရရှိပြီးဖြစ်ကြောင်း၎င်းရဲ့တားဖြစ်သူ Kim Eric ခေါ်ကိုထိန်လင်းနဲ့ကမ်ပိန်းဖြစ်မြောက်ရေးကော်မတီကယနေ့ဇွန်လ18ရက်နေ့မှာကြေညာလိုက်ပါတယ်။ဒေါ်ဆန်းစုကြည်ရဲ့မွေးနေ့ဆုတောင်းများဆုဆောင်ရေးကမ်ပိန်းကပါဝင်ဆုတောင်းပေးသူများအားလုံးနဲ့ဆုတောင်းမှုများကိုရရှိအောင်ကူညီပေးခဲ့သူများအားလုံးကိုအထူးကျေးဇူးတင်ရှိကြောင်းပြောထားပါတယ်။ ဒေါ်ဆန်းစုကြည်အတွက်မွေးနေ့စုတောင်းများကိုမူလသတ်မှတ်ထားတဲ့ဇွန်လ19ရက်နေ့မွေးနေ့အထိဆက်လက်ပေးပို့နိုင်ကြောင်းလဲစု80 birthday campaign committee ကထပ်မံအသိပေးထားပါတယ်ဇွန်လ19ရက်နေ့မှာကြာရောက်မဲ့လူတို့ကောင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ရဲ့အသက်80ပြည့်မွေးနေ့အတွက်ဂင်းနစ်စံချိန်မှတ်တမ်းတင်ရေးမွေးနေ့စုတောင်းရုပ်တံမှတ်တမ်း၈တောင်းစုဆောင်ခြင်းဟာမွေးနေ့မတိုင်ခင်တည့်ရက်အလိုမှာပဲပြည့်မြောက်ခဲ့ခြင်းဖြစ်ပါတယ်ခင်ဗျာဆက်လက်ပြီးသိရှိရတဲ့သတင်းကတော့ တရက်လျင်ဒေါ်လာ5သန်းကုန်သွယ်မှုရှိခဲ့တဲ့မူဆက်တရ9မိုင်ကုန်သွယ်ရေးစခန်းကိုညီနောင်မဟာမိတ်၃ဘွဲ့ကထိန်းချုပ်လိုက်ကြောင်းတင်ဆက်ပေးပါမယ်။တရက်လျင်ကုန်သွယ်မှုတန်ဖိုးဒေါ်လာ5သန်းခန့်ရှိခဲ့တဲ့မူဆက်တရ9မိုင်နေဆက်ကုန်သွယ်ရေးစခန်းနဲ့မြန်မာပို့ကုန်အတွက်အထူးကကြတဲ့ကျင်းစန်းကျော့ဂိတ်ကိုညီနောင်မဟာမိတ်၃ဘွဲ့ကပူးပေါင်းထိန်းချုပ်ထားတာကိုတွေ့ရှိရပြီးဖြစ်ပါတယ်။ စစ်အာဏာမသိမ်းမီကာလကမူစစ်တရား9မိုင်ကုံတော်ရေးဂိတ်ဟာမြန်မာနိုင်ငံနေဆက်ကုံတော်ရေးစခန်းများအနက်အကြီးဆုံးစခန်းနေရာဖြစ်ပြီးတရုတ်နိုင်ငံနဲ့ကုန်သွယ်မှုများမတဆင့်နှစ်စဉ် American Dollar Billion ချီကုန်သွယ်နေတဲ့နေရာဖြစ်ပါတယ်။2021ခုနှစ်အာဏာသိမ်းပြီးနောက်မှာတော့ရင်းမူစစ်ကုံတော်ရေးစခန်းတည်နေရာကိုတစ်တုံညာနှစ်ခွန်စစ်စင်ရေးနဲ့မြောက်ပိုင်းမဟာမိတ်အဖွဲ့ကထိန်းချုပ်လိုက်ပြီးအုပ်ချုပ်ရေးလုံခြုံရေးတမကအခွန်ကောက်ခံမှုကိုပါလှုပ်ဆောင်နေကြပြီဖြစ်ပါတယ်။မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် MNDA အရကတက်တော် AA နဲ့ ပလောင်တအောင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNL တို့ညီနောင်မဟာမိတ်အဖွဲ့ကပူးပေါင်းကမူဆက်တရားငားမိုင်နေဆက်ကုံတော်ရေးစခန်းနဲ့ကျင်းစံကျော့ကုံတော်ရေးဂိတ်တို့ကိုထိန်းချုပ်ထားခြင်းဖြစ်ပါတယ်စစ်ကောင်စီဟာမူဆက်မျိုးကိုသာထိန်းချုပ်ထားပြီးတရုတ်နဲ့နေဆက်ကုံတော်ရေးပြုလုပ်ဖို့မျိုးရင်းဂိတ်ပေါက်များမှတဆင့်ပြုလုပ်နေပေမဲ့အာဏာမသိမ်းမီကာလထက်များစွာလျော့ချနေပါတယ်တရုတ်နဲ့နေဆက်ကုံတော်ရေးအတွက်အရေးပါဆုံးမှာမူဆက်တရားငားမိုင်ကုံတော်ရေးစခန်းနဲ့ကျင်းစံကျော့နေဆက်ကုံတော်ရေးဂိတ်တို့ဖြစ်ပြီးကုံတွယ်မှုတို့ပြုလုပ်နေကြပြီဖြစ်ကြောင်း ကွန်တယ်နဲ့ရင်မောင်းတို့ကအတည်ပြုထားပါတယ်။တရုတ်နိုင်ငံဟာလည်းနေဆက်ကွန်တယ်ရဲ့အမြင့်ဆုံးပြန်လည်ဖွင့်လျင်ဖိအားပေးနေတယ်လို့စစ်ကောင်စီကလည်းတရုတ်မြန်မာစီးပွားရေးဇင်းကျန်လက်မကြီးတစ်ချုပ်ကိုပြန်လည်ထိန်းချုပ်လိုနေပါတယ်။သို့တော်လည်းလာရှုမျိုးကိုသာတရုတ်ဖိအားပေးမှုနဲ့ကိုကန့်တက်ထမပြန်လည်ရရှိနေပြီးတိန်နီမျိုးကိုလည်း2025ခုနှစ်အတွင်းကိုကန့်ထမပြန်လည်ရရှိမယ်လို့သတင်းတွေထွက်ပေါ်နေပါတယ်။ စစ်ကောင်စီဟာလက်လွတ်ခဲ့ရတဲ့ရှမ်းပြည်နယ်မြောက်ပိုင်းမှာရှိတဲ့မြို့များကိုပြန်လည်သိမ်းယူနိုင်ခြင်းမရှိပေမဲ့ကုန်တိတ်ခါပိုင်းအရနောင်ချိုမြို့ကိုပြန်လည်သိမ်းပိုက်ထိန်းချုပ်လိုနေရာလက်ရှိကာလမှာတအောင်းတက်မတော် TNL နဲ့အပြင်းထန်စစ်ပွဲဖြစ်ပွားနေပါတယ်ခင်ဗျာထပ်မံသိရှိရတဲ့သတင်းကတော့ဖူဝါဘာမာ so far from god so close to china ဆိုတဲ့ဆရာလာဆိုးဝေရဲ့စီရီသတင်းဆောင်ပါတပုတ်ကိုတင်ဆက်ပေးပါမယ်အရခတ်တတော်ရဲ့စီဦးစီးချုပ်ဘိုးချုပ်ထွန်းမြတ်နိုင်မှအဖွဲ့အစည်းအများစုဟာမိမိတို့လူမျိုးစုရှုထောင့်မှကြည်၍လှုပ်ရှားလေရှိသည် သူဆိုကအောင်မြင်မှုရှိမည်မဟုတ်ဒါကို190ကြော်ကြာတိုက်လာပြီးအောင်မြင်မှုမရခဲ့တာကတတ်တည်ပြနေတယ်လို့2024ခုနှစ်အော်ကက်စလာအေယာဝတီနဲ့အင်တာဗျူးမှာပြောသွားခဲ့ပါတယ်။ပညာတတ်လူငယ်တအူးလည်းဖြစ်၍ရရှိကိုကြည့်ပြီးတွေးခေါ်မျောမြင်နိုင်စွမ်းရှိသည်ကိုအထင်ရှားတွေ့နေရပါတယ်။ဒီအတွက်လည်းတာမန်အဲ့လက်ညုံအဖြစ်သာလောက်ကင်ခဲ့ဘူးတဲ့၎င်းထံကိုမေမျိုးစစ်တက္ကသိုလ်ကျောင်းစင်များစစ်ဦးစီးတက္ကသိုလ်ကျောင်းစင်များဖြစ်ကြတဲ့ဗိုလ်ချုပ်များလက်နက်ချသူချအဖမ်းခံရသူခံဖြစ်နေကြခြင်းဟာလည်းစန့်ကျယ်လာတည်တော့မဟုတ်ပါဘူး။ တရုတ်အထူးတပ်တမန်တိတ်ရွှေကျွင်ဟာအရကတ်တပ်တော်နဲ့ကချင်လွတ်လပ်ရေးတပ်မတော်တို့မှခေါင်းဆောင်များနဲ့မေလကုံပိုင်းမှာတွေ့ဆုံခဲ့ပေမဲ့မြို့များပြန်ပေးဖို့လေတံမြပဲမဟာရဲပဲဒိုးစစ်ကိုသာအရှိန်တက်ဖို့ပြောဆိုခဲ့ပါတယ်။သို့တော်ကြောက်ဖြူနဲ့ဗမောမှာလက်ရှိတိုက်ပွဲများပြင်းထန်စွာဖြစ်ပွားနေခြင်းကပဲတရုတ်တို့ဩဇာတက်ရောက်နိုင်စွမ်းမရှိဆိုသည်ကိုလောလောဆယ်တွေ့မြင်နေရပါတယ်။ ညီနောင်သုံးဘော်ပါ MND ကတော့၎င်းတို့ပြည်သူများစစ်ဖက်နှံအောက်မှအပြည့်အပိုင်လွတ်မြောက်ရေးအတွက်အနာခံမှအသာဆန်ရမယ်လို့စိတ်မျိုးမထားမိဖြက်အင်တာနက်ဖြတ်ခံရသည်နှင့်တရုတ်ပြည်အားကြောင့်စိုးကအသက်ပေါင်းများစွာရင်းပြီးရတော့ရခဲ့တင်းယူနိုင်ခဲ့တဲ့လာရှိုးကိုပြန်ပေးလိုက်ကြပါတယ်။ဤဒီကပဲမိမိတို့ဟာတရုတ်ဩဇာခံများဖြစ်သည်ကိုပြည်သူတရက်လုံးအောင်ရှင်းလင်းစွာအသိပေးလိုက်တဲ့သဘောပင်ဖြစ်တဲ့အတွက်နိုင်ငံရေးအရဂွေးသိမ်းခံရရခြင်းပင်ဖြစ်ပါတယ်။ အကယ်၍သာထိုးစစ်ကိုဆက်လက်ဆင်နွှဲပြီးနေပြည်တော်ကိုချိမ့်ချောက်လာနိုင်တဲ့အနေအထားဖြစ်လာပါကပေကျင်းဟာယခုလိုလှုပ်ရဲမည်မဟုတ် force to be reckoned ဆိုကတလေးတဆနဲ့ဒန်းတို့ကြီးတို့ဆက်ဆံလာကြမိတာဖြစ်ပါတယ်အထက်ပါအချက်များကို၎င်းတို့တတိမမူပဲနေကြမည်မဟုတ်ပြန်သဖြင့် MNDE ဆိုသည်ကကိုကန့်တက်များမဟုတ်ပဲ PLA များဖြစ်နေမလားဟုတန်တရားဝင်စရာပင်ဖြစ်လာပါတယ်။လာရှိုးကိုတင်ပြနိုင်ခဲ့၍လဲစစ်အုပ်စုကဟန်ပင်မဆောင်နိုင်တော့ပဲတရုတ်လက်အောက်ပြပြဝစ်သွားခဲ့ရပြီးတင်းတလူခြေလေခွင့်ရလာခဲ့ပါတယ်။ အကယ်၍စစ်အုပ်စုသူ့အလိုလိုပြိုလဲသွားပါကမြေပြန့်အထိဆင်းလာကြမဲ့အန်ရီကိုကြိုတင်တွက်ဆထားဖို့လိုပါသေးတယ် အေယာဝတီကရေးသားရမှာပေကျင်းဟာစစ်အုပ်စုကိုတိုင်းပြည်ငြိမ်းချမ်းရေးအတွက်အာကျိုးမတက်ဆောင်ရွက်နေကြတဲ့လူကောင်းသူကောင်းများအဖြစ်ထင်မှတ်ပြီးထောက်ခံမှုပေးနေခြင်းမဟုတ်မြန်မာစကားကိုမြန်မာတရားအလားမှုတ်နေအောင်ပြောတတ်တဲ့တရုတ်ထောက်လှမ်းရေးများကပြည်တွင်းမှာခြေချင်းလိန်အောင်လှုပ်ရှားနေကြတဲ့အတွက်စစ်အုပ်စုရဲ့ရက်စက်ရုပ်မာတဲ့လုပ်ရက်များနဲ့မြန်မာပြည်သူတရားလုံးကြောကော့အောင်ခံနေကြရပြီး၎င်းတို့အပေါ်ကိုမြည်တိုးများအခင်းမချေနိုင်ဖြစ်နေကြသည်ကိုလည်းကောင်းစွာသိထားကြပြီးဖြစ်ပါတယ်။ ထို့သောတိထားပြီးဖြစ်ပါလျက်တိတ်ရွှိကျွင်းဟာကန့်ကွက်ပြောဆိုဖို့နိနေတတာတလုံးတပါးဓာမြပင်စကားတဲ့ထဲ့သွင်းပြောဆိုခဲ့ခြင်းမရှိပါဘူးနိုင်ငံတကာစင်မြင့်မှာလည်းငြင်းချင်ရအောင်ရွေးကောက်ပွဲလမ်းစဉ်နဲ့လှုပ်ဆောင်နေသူများဖြစ်တယ်လို့ကမ္ဘာကထင်ယောင်ထင်မှားဖြစ်အောင်အရှက်ကင်းမဲ့စွာကာကွယ်ပြောဆိုပေးထားခဲ့ပါတယ်ထို့အတွက်လည်းစစ်အုပ်စုဟာထိုများအထိရဲတင်းလာခြင်းလည်းဖြစ်ပါတယ်အဘဲကြောင့်နီထိုအဖြေကရှင်းလင်းလာတယ်လို့အေယာဝတီကဆက်လက်ရေးသားထားပါတယ် ပေကျင်းဟာ၎င်းတို့ကဲ့သို့စူပါပါဝါကြီးကြောထောက်နောက်ခံပေးရမည်ဆိုကစစ်အုပ်စုဟာမြည်သည့်နီးနှင်းမြပြိုလဲသွားနိုင်စရာအကြောင်းမရှိအဆုံးသတ်မှာအောင်ပွဲခံရမည်သာဖြစ်တယ်လို့တရုတ်နိုင်ငံရဲ့ပရောဟိတ်ကြီးများကတုံ့သက်ခဲ့ကြပါတယ်၎င်းတို့အတွက်လည်းပြောသည်မကျွန်းနွန်စွာလှုပ်ပေးတဲ့ပေါ်ချောင်ကောင်းအဖွဲ့ကိုလည်းပိုင်ဆိုင်ရမည်မဟုတ်ပါလား ထို့သို့ဖြစ်လာအောင်လဲထောက်ခံနေုံများဖြင့်မလုံလောက်သေးတိုင်းရင်သားအဖွဲ့များကိုအပြစ်ခက်ရက်စဲကိုင်းပြီး၎င်းတို့လိုလားသည့်များအားမစိုးစလောက်ပေးခြင်းနဲ့အမျိုးသားညီညွတ်ရေးအစိုးရထီထီးကြီးဖြစ်အောင်လုပ်ပြီးခြေမုံပစ်ဖို့ရန်လဲကြိုးပမ်းမယ်လို့ခံယူထားပါတယ်။ယင်းဟာမြန်မာနိုင်ငံရဲ့လက်ရှိပကတိအနေအထားကိုကိုလိုရာဆွဲသွမ်းတတ်နေခြင်းသာဖြစ်ပါတယ်။၎င်းတို့ရဲ့လက်ပါစီကြီးတော်မျိုးကျွန်းတော်မျိုးတွေမှလွဲပြီး ြည်သူတရလုံးယွန်ရှာမုံတိနေတဲ့စစ်အုပ်စုအာဏာမြဲနေတဲ့၍နိုင်ငံဟာမြည်သည့်နီးနှင်းမြငြင်းချမ်းမှာမဟုတ်ခုခံတွန့်လှန်မှုများကအရှိန်မြင့်လာဖို့သာရှိနေပါတယ်။ထို့သောသောအစိုးရမျိုးကိုထောက်ခံခဲ့ကြတဲ့ VNN ပြည်တွင်းစစ်အာဖဂန်နစ္စတန် ပြည်တွင်းစစ်ဆီးရီးယားပြည်တွင်းစစ်အားလုံးလိုလိုအရေးနိုင်တွားခဲ့ရသည့်ခြေတာဖြစ်ပါတယ်။ နောက်တစ်ချက်ကလည်းတိုင်းရင်သားအဖွဲ့များကစစ်တပ်အပေါ်တစက်ကလေးများအယုံကြည်မရှိကြထို့အပြင်ရတော့ရကန်သိမ့်ပိုက်နိုင်ခဲ့တဲ့မြို့များကို MNT လို့မိဖြက်အင်တာနက်အဖြတ်ခံရ၍စုကအသာတကြီးပြန်လွှဲပေးလို့ကြမည်မဟုတ်၎င်းတို့ယခုလိုအောင်ပွဲရလာခြင်းဟာလည်းပြည်သူတရက်လုံးရဲ့ຫນွေဦးတော်လန်ကြီးနဲ့ဆက်ဆက်နေပြီးအပြန်အလှန်မိခိုးမှုရှိထား၍စုဒီကိုသဘောပေါက်ထားကြပြီဖြစ်ပါတယ်မြန်မာနိုင်ငံကြီးအကြက်တဲဟာစစ်ဝါဒီများနဲ့အားပြိုင်နေရတဲ့ကစားပွဲဖြစ်ဒီကိုပြည်တွင်းပြည်ပမှငြင်းချမ်းကြီးလေးတန်းပြစ်နေသူများသဘောပေါက်မှဖြစ်ပါမယ် ထိုပရိပက္ခကြီးမှရိုရှင်းလာတဲ့အမှန်တရားကိုမြင်အောင်ကြည့်တတ်ဖို့လိုပါတယ်။စစ်အုပ်စုဟာရွေးကောက်ပွဲပြီးသည့်နေ့ရုတ်သေးအယက်သားအစိုးရတင်မြှောက်ပြီးငင်းချမ်းကြီးစကားတွင်တွင်ဟစ်ကြွေးလာတော့မှဖြစ်ပါတယ်။ထိုငင်းချမ်းကြီးမျိုးဟာယာယီတာဖြစ်ပါလိမ့်မယ်။ ဤဒီကຫນွေဥတော်လန်ရေးကိုအင်အားချိနဲ့သွားအောင်လုံနိုင်ရင်လုံနိုင်ချင်းစစ်ဝါဒီများဟာ၎င်းတို့ရထားတဲ့အပြစ်ကရက်စဲရေးကိုလာလာမြပင်ဂယူးဆိုင်တော်မှာမဟုတ်ပဲရှိသမျှအင်အားပုံအောပြီးလက်လွတ်ခဲ့ရတဲ့နေမီများပြန်ရရန်တိုင်းရင်သားအဖွဲ့များကိုမိကုံရန်ကုံတိုက်ခိုက်ကြတော့မည်ဆိုသည်ပင်ဖြစ်ပါတယ်။ယခုအခါအပြစ်ကရက်ကြပါစားနေပဲစားရစားရအေးအေးလူလူလုတ်ကင်စားတော့ပြရစေလို့ဆိုလာသူများရှိကစစ်အုပ်စုကိုလုံးဝအုတ်တုံယုံကြည်နိုင်ရမည်လို့ဆိုသည်ကိုအရင်ဆုံးပြန်လည်စမ်းစစ်မိကုံထုတ်ရတော့မှာဖြစ်ပါတယ်။ အစစ်အမှန်ညင်ချမ်းရေးလိုလားပါကຫນွေဦးတော်လန်ရေးအောင်မြင်အောင်အမျိုးသားညီညွတ်ရေးအစိုးရကိုကြီးပုံချထား၍မဖြစ်လူတိုင်းလူလူအုတ်တချက်တဲတဲ့ပွင့်ပါဝင်မှဖြစ်ပေမယ့်ပေးထားတဲ့ခေါင်းစဉ်ဟာကျူပါတော်လန်ရေးကာလအတွင်း၎င်းတို့ပြည်သူများရေရွတ်ညီးတွားခဲ့မှုဟာလက်ရှိအနေအထားနဲ့တင့်လျော်နေတဲ့အတွက်အမေရိကန်နေရာမှာတရုတ်ကိုထယ်သွင်းလိုက်ရခြင်းဖြစ်ပါတယ်ပြည်သူတို့ရဲ့တရားတော်တွန်းလှန်ချက်မုတ်ချအောင်ရမည်လို့ရည်တာထားပါတယ်ခင်ဗျာ ဟုတ်ကဲ့ပါခင်ဗျာအခုလိုဆုံးထိနောက်ဆက်ကဲကြတဲ့သတင်းပရိသတ်များအားလုံးကိုကျေးဇူးတူပဲတင်ရှိပါတယ်နောက်ထပ်ပြည်တွင်းပြည်ပသတင်းတော်လန်ရေးပတ်တော်သားများရဲ့သတင်းများနဲ့တူပြန်လာခဲ့ပါမယ်အားလုံးပဲကိုစိတ်နှပြရှင်လန်းချမ်းမြေ့ကြပါစေခင်ဗျာချမ်းမြေ့ကြပါစေခင်ဗျာချမ်းမြေ့